သူငယ်ရင်းကဗျာနဲ့မြမဒုက္ခအစုံကိုကမ္ဘာလယ်မှာချပြခဲ့တဲ့ခီစာခင်ဇယ်လီအင်ဆိုင်ဒါပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်အသက်18နှစ်အရွယ်နဲ့ရွေးထုတ်ခံရပြီးကမ္ဘာမှာအရှိန်ပါဝါကြီးတဲ့မဲကမ္ဘာပြိုင်ပွဲကိုမြမကိုစားဖြူဖြင့်တွားရောက်ရှင်းပြခဲ့တာကတော့သူအလွင်ဆင်လွတ်လိုက်တဲ့ကမ္ဘာလေးခီစာခင်ပဲဖြစ်ပါတယ်ခီစာခင်ကတော့အရွယ်နဲ့မလိုက်တဲ့သူမရဲ့တက်တီကိုလူပုံလယ်မှာချပြခဲ့ပြီးလူရင်းအားလုံးရဲ့အပြစ်တင်မှုတွေကိုပါဇက်ပိတ်သွားပြုလုပ်ခဲ့ပြီးမဲဖြစ်ပါတယ်မဲကမ္ဘာကိုပြိုင်ပွဲ ဆဝင်ဆံမှာသူမကိုလူအများကထူးအန်လွင်ရဲ့နောက်ထပ်ရွေးချယ်မှုအမှန်တစ်ခုလို့ထင်ခဲ့ကြပြီးပြည်တင်ပြောဆိုမှုတွေရှိခဲ့တာပဲဖြစ်ပါတယ်။သူမကတာမန်မိသားစုကနေဆင်းသက်လာတဲ့လူဖြစ်ပေမယ့်အလားမယ်ဖြစ်ဖို့ထောက်ခံအားပေးတဲ့မိသားစုကိုပိုင်ဆိုင်ထားပြီးပျော်ရွှင်တဲ့ဘဝကိုဖြတ်သန်းနေရတူပဲဖြစ်ပါတယ်။သူမရဲ့နိုင်ငံတွင်းမှာကျင်းပခဲ့တဲ့မေကဘာရွေးချယ်ပွဲမှာအရွယ်နဲ့မလိုက်အောင်ဖြတ်ထုံးညံကားမှုကြောင့်ထူးအန်လွင်ရဲ့အကြိုက်ကိုရရှိခဲ့ပြီးမြမကိုစားပြုဖြစ်ရွေးချယ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာသူမရဲ့ပုံစံကပြ ြုပြင်မှုတွေများစွာလိုအပ်နေတဲ့ပြင်ခန္ဓာကိုယ်ကလည်းအလားမင်းတယောက်နည်းနဲ့ပြည့်စုံတဲ့ပုံစံမျိုးမရှိသေးတဲ့အတွက်လူတွေရဲ့လောင်ပြောင်ပြောဆိုမှုတွေများစွာခံခဲ့ရပါတယ်။ဒါပြင်ထူးထန်တွေရဲ့ပြည့်စုံတဲ့ထောက်ပံ့မှုတွေများရှိပေရခင်အလားမင်းဖြစ်တဲ့တဲဆုငိန်စီမာသာလူအများရဲ့အာယုံဟာရောက်ရှိနေခဲ့ပြီးခီစာခင်ကိုလည်းတဲဆုငိန်လို့နိုင်ငံတကာစစ်မြေထံမှာငိုပွဲစင်ကလက်ခုပ်တီးပြီးပြန်လာခဲ့ရမယ်လို့ထင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ခီစာခင်ကအဲ့ဒီအချိန်မှကလေးကမြန်မာပြည်အတွက်များစွာအထောက်ပံ့ပြုမဲ့အစီအစဉ်ကောင်းတွေရွေးဆွဲခဲ့ပြီးလင်းလွင့်ကလေးငယ်များအတွက်ပညာသင်ကြားနိုင်ရင်ကစလို့အချိန်ကလူရန်စားရင်းရဲ့လူနေမှုဘဝတိုးတက်ဖို့အတွက် project ခံခံမြန်မာနဲ့ချပြနိုင်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်ရှင်ကိုကော့ပြီးနိုင်ငံကုံဆောင်ဖို့အစဉ်အသင့်ဖြစ်နေတဲ့အချိန်မှာမြန်မာပြည်ဟာငလင်းကဆိုးကြီးနဲ့ကြုံတွေ့ရကပူလောင်မှုတွေကြားမှာငိုကြွေးတဲ့နေနဲ့တူထက်ဆင့်ပူလောင်မှုတွေကြုံနေရတာပဲဖြစ်ပါတယ်။ ဒါကြောင့်ဒုမကမြန်မာပြည်ရဲ့ပြည်လည်ထူထောင်ရေးမှာလိုအပ်တဲ့အကူအညီတွေမှာထိထိရောက်ရောက်ပါဝင်ကူညီနိုင်ဖို့ငလင် project နဲ့မြန်မာပြည်မှာအဓိကရင်ဆိုင်နေရတဲ့ပြည်ရင်းစစ်အကြောင်းကိုမေကဘာအလမဲ့ပြိုင်ပွဲရဲ့ Head to Head season မှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ပြည်ရင်းစစ်ဟာမြန်မာပြည်မှာဖြစ်ပေါ်နေတာနှစ်ပေါင်းအတော်ကြာနေပြီဖြစ်ပြီးအဲ့ဒီအခက်အခဲတွေတော့နိုင်ငံရဲ့တိုးတက်မှုနှုန်းတွေကရောက်တင်တဲ့လောက်မရောက်ရှိဘဲအခက်အခဲများစွာနဲ့ရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီအခြေအနေဟာအကူအညီလိုအပ်တဲ့ကိစ္စတစ်ခုဖြစ်ကြောင်းနဲ့ငလင်နဲ့ပြည်ရင်း ်စစ်တို့ကြောင့်အရွယ်မရောက်သေးတဲ့ကလေးငယ်တွေရဲ့ဘဝတွေမှာထိခိုက်မှုများစွာရှိပြီးအချို့ဆိုရင်ဆုံးရှုံးမှုကြီးစွာနဲ့လူလောကကနေစောစီးစွာထွက်ခွာသွားတဲ့ကလေးတွေလည်းရှိပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာဒီလိုအဖြစ်ဆုံးတွေကြုံနေရပြီးပြုပြင်ဖို့အတွက်လိုအပ်ကြောင်း ူငယ်တန်းတင်ဘူးသူတိုင်းတသက်မမြင်နိုင်တဲ့ကြပြဖြစ်တဲ့ငါတို့စာတင်ကြောင်းကြပြနဲ့အဆုံးသတ်ပြီးနိုင်ငံရဲ့ဒုက္ခတွေကိုရင်းဝင်စွာချပြခဲ့တာဖြစ်ပါတယ်။တရဖူယူယူနေကြတဲ့အလှမဲပေါင်းများစွာရဲ့ဟန်လုပ်ပြတနာရင်းချမှနိုင်ငံတာဝန်ကိုတည်ပြီးကိုစားပြုခြင်းဆိုတဲ့စကားလုံးကိုအတိအကျတက်တင်ပြခဲ့တယ်။အသက်18နှစ်ရွယ်မင်းကပါလှမဲခီစာခင်အောင်နဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းကောမန့်မှာဝင်မြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပြီးလို့ဂျေဇူးမြားရဲ့တင်ပါတယ်ရှင်။